အားလုံးပဲမင်္ဂလာပါဒီနေ့ဆရာရဲ့ဗီဒီယိုမိတ်ဆွေတွေကိုမေတ္တာလက်ဆောင် ပေးမှာကတော့မိတ်ဆွေတို့ရဲ့နာမည်တွေကိုမိတ်ဆွေတို့ရဲ့နာမည်ကို ကြည့်ပြီးတော့မိတ်ဆွေတို့ဟာဘယ်လိုဇာတ်ရိုက်ရှိတယ်ဆိုတာကိုမိမိကိုယ်တိုင်ပြန်ကြည့်လို့ရမယ်မိမိရဲ့နာမည်ဆိုတာအင်္ဂလိပ်နာမည်ပေါ့နော်ဥပမာဆရာဆိုရင်ရဲမန်အောင်ဆိုရင်ဝိုင်း ဟလာနာမည်မှာပါတဲ့အခရာတွေပေါ့နော် YE ဟလာအဲ့လိုမျိုး Y ကစတဲ့ E ပါတယ်အဲ့လိုမျိုးမိမိနာမည်မှာပါတဲ့အင်္ဂလိပ်အခရာတွေကြည့်ပြီးတော့မိမိရဲ့စိတ်နေစရာကဘယ်လိုရှိတယ်ဆိုတာကိုပြန်တွက်တက်နည်းဖြစ်ပါတယ်အဲ့ဒါလေးကိုမြတ်တာလည်းဆောင်ပေးပါမယ်အရင်ဦးဆုံးအနေနဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနေအသေးပေးပြီးတော့ share လုပ်ပေးခဲ့ပါမိမိရဲ့နာမည်မှာ မိမိရဲ့နာမည်ကိုအင်္ဂလိပ်လိုပေါင်းရမယ်အင်္ဂလိပ်လိုအင်္ဂလိပ်လိုဆိုတာဆရာဆိုရင်ဥမာပေါ်ရဲမန်အောင်ဆိုရင် Y ပါမယ် E ပါမယ် M ပါမယ်ဟာလားအဲ့လိုမျိုးပေါ့နော် Y ကစတယ်ဆိုရင်အဲ Y ပါတဲ့ Y ရဲ့အခရာရဲ့အဟောကိုဖတ်ရမယ်ပေါ့နော်ပြီးတော့မိမိရဲ့နာမည်က A ပါတယ်ဆိုရင် A အခရာရဲ့အဟောတွေကိုဖတ်ကြည့်ပါနော်နာမည်မှာ အေးပါတဲ့မိတ်ဆွေတွေကတော့ဘဝမှာအေးစေးစေးနဲ့နေထိုင်တတ်ပါတယ်ပြီးတော့သူဟာအမြဲတမ်းစိတ်ကူးကြံစည်မှုတွေအမြဲတမ်းတွေးတောနေတတ်တဲ့တွေးတောနေတတ်ပါတယ်နော်နာမည်မှာအေးပါတဲ့နာမည်ပိုင်ရှင်တွေဟာနာမည်မှာဘီပါတဲ့ဘီပါတဲ့မိတ်ဆွေတွေကတော့သူကသူနဲ့မရင်းသီးတဲ့ပုံကိုယ်တွေကိုအမြဲတမ်းပဲသူကသတိထားပြီးတော့ စောင့်ကြည့်ဆက်ဆံတတ်ပါတယ်နော်အရန်ကြီးရောရောနောနောမနေတတ်ပါဘူးနာမည်မှာပြပါတဲ့လူတွေကဒဇိန်းတွေကိုအရန်တတိထားတဲ့တတိထားတဲ့လူတွေဖြစ်ပါတယ်နော်နာမည်မှာစီပါတဲ့စီပါတဲ့စီရခရာပါတဲ့နာမည်ပိုင်ရှင်တွေဟာသူ့ရဲ့လုပ်ငန်းခွင်မှာလုပ်ငန်းကိန်းကန်းတွေမှာသူဟာလှုပ်ဖို့ကြိမ်ပဲစိတ်အမြဲတမ်းရှိတယ်ပြီးတော့မိတ်ဆွေကောင်းပိသားပါတယ်နော်မိတ်ဆွေကောင်းပိသားတဲ့လူတွေဖြစ်ပါတယ် နာမည်မှာဒီဒီအခရာပါတဲ့လူတွေကတော့အဲ့ဒီနာမည်ပိုင်ရှင်တွေကတော့ဘယ်သူမှမယုံတတ်ပါဘူးเนาะနာမည်မှာဒီပါတဲ့လူတွေကသူတို့ယုံကြည်တဲ့လူအရန်ရှားပါတယ်ဘယ်သူမှလည်းမယုံတတ်ပါဘူးဗျနာမည်မှာဤပါတဲ့နာမည်ပိုင်ရှင်တွေကတော့စိတ်ဝင်စားစရာရန်ကောင်းတယ်เนาะအဲ့ဒီနာမည်ပိုင်ရှင်တွေကသူဟာအမြဲတမ်းပဲသူ့ရဲ့ရုပ်ရည်သူ့ရဲ့စကားပြောဆိုအနေထိုင်တွေကအမြဲတမ်းစိတ်ဝင်စားစရာကောင်းတတ်ပါတယ်နာမည်မှာ ်ဤအခရာပါတဲ့နာမည်ပန်းရှင်တွေကနာမည်မှာ app app ပါတဲ့ app အခရာပါတဲ့နာမည်ပန်းရှင်တွေကတော့လူတိုင်းရဲ့ချစ်မွေးပါတဲ့လူတွေရဲ့ချစ်ခင်နဲ့တက်မှုကိုအထူးရရှိတတ်ပါတယ်နော်နာမည်မှာ g ပါတဲ့ g အခရာပါတဲ့နာမည်ပန်းရှင်တွေကတော့လူခဲခတ်တဲ့နေရာမှာရမ်းတော်တယ်နော်လူတွေကိုထောက်လန်းရေးလုပ်တဲ့နေရာအခဲခတ်တဲ့နေရာရမ်းတော်ပါတယ်ပြီးတော့နာမည်မှာ h ပါတဲ့နာမည်ပန်းရှင်တွေကစင်ကျင်တုံတရား တော်တော်လေးကိုအားနေပါတယ်နော်ဆင်ခြင်တုံတရားမရှိပါဘူးနာမည်မှာအိုင်အခရာပါတဲ့နာမည်ပိုင်ရှင်တွေကတော့အမြဲတမ်းပြုံးပြုံးရှင်ရှင်နေတတ်ပါတယ်အများသူငါကိုလည်းသူ့လိုပဲအမြဲတမ်းပျော်ရှင်ပျော်ရှင်အောင် ဖန်တီးပေးတတ်တဲ့နာမည်ပိုင်ရှင်တွေဖြစ်ပါတယ်နော်နာမည်မှာ J အခရာပါတဲ့နာမည်ပိုင်ရှင်တွေကတော့သူတစ်ပါးကိုအမြဲတမ်းမနာလိုမနာလိုတတ်ပါတယ်နော်မနာလိုစိတ်ရှိပါတယ်မနာလိုစိတ်များတယ်ပေါ့နော် နာမည်မှာ K K ရခရာပါတဲ့နာမည်ပိုင်ရှင်တွေကတော့စူဇန်လေးလာရတာကိုအရန်သဘောကျတတ်တယ်ပြီးတော့သိပ္ပံပညာရှင်တွေစွန်ဦးတီထွင်တဲ့လုပ်ငန်းရှင်တွေဖြစ်တတ်ပါတယ်နော်နာမည်မှာ L L ပါတဲ့နာမည်ပိုင်ရှင်တွေကတော့အချစ်ကိုအမြဲတမ်းကိုးကွယ်တဲ့အချစ်ကိုဥထိတ်ထားတဲ့အချစ်ကြောင့်ပဲဘဝပြတ်တတ်တဲ့အချစ်ကြောင့်ဒုက္ခရောက်တတ်ပါတယ်နော်နာမည်မှာ M M ပါတဲ့နာမည်ပိုင်ရှင်တွေကတော့အောင်မြင်မှုတွေကိုခက်ခက်ခဲခဲ ကြိုးစားစရာမလိုဘဲနဲ့လွယ်လွယ်ကူကူနဲ့ရတတ်ပါတယ်နော်သူရဲ့ဘဝမှာပြီးတော့မိဘကအမွေကြီးကြီးမမားလဲထားခဲ့တဲ့ပြီးတော့သူရဲ့စီးပွားရေးလုပ်တဲ့ခါမှာလည်းအောင်မြင်မှုအလွယ်တကူရတတ်ပါတယ်ဥပမာသချင်းတပုတ်ထဲနဲ့နိုင်ငံကျော်သွားတဲ့ဇာတာရှင်မျိုးအဲအဲ့ဒီလိုမျိုးနမူနာပြောတာပါနော်ပြီးတော့နာမည်မှာအန်အန်ဘာတဲ့နာမည်ပိုင်ရှင်တွေကတော့အလုံးမရှိရင်လည်းမနေတတ်ဘူးဗျအလုံးရှိလာရင်လည်းလုံးဝမလုပ်ဘူးနော်သူတို့ကထူးဆန်းတဲ့စိတ်ပိုင်ရှင်တွေဖြစ်တယ်နော် နားလေရခက်ပါတယ် ပြီးတော့နာမည်မှာ O O ပါတဲ့နာမည်ပိုင်ရှင်တွေကတော့ယိုသားပွင့်လင်းတဲ့အလူတွေကိုလည်းသူ့လိုပဲအများအားယိုသားပွင့်လင်းလိုက်မယ်လို့သူကထင်တတ်ပါတယ်နော်ပြီးတော့နာမည်မှာ P P အခရာပါတဲ့နာမည်ပိုင်ရှင်တွေကတော့ยียีมอมอเนี่ยเอ่อลูกเรียกอပေါ်มาน้าเหลมุอပြေวะရှိပါတယ်ပြီးတော့နာမည်မှာจูจูပါတဲ့နာမည်ပိုင်ရှင်တွေကတော့ဟန်ဆောင်ရမ်းကောင်းပါတယ်เนาะတေယုဆောင် တရုတ်ဆောင်ကောင်းဖြစ်တတ်ပါတယ်ဟန်ဆောင်ရမ်းကောင်းတယ်ပြီးတော့နာမည်မှာအာအာခရာပါတဲ့နာမည်ပဲရှင်တွေကတော့လူမှုရေးကိစ္စတွေမှာအရန်တက်တက်ကြွကြွနဲ့လုပ်တယ်လူမှုရေးဆက်ဆံရေးရမ်းကောင်းတယ်ပြီးတော့ပရိဟိတလုပ်ငန်းတွေမှာလည်းတက်တက်ကြွကြွပါဝင်လှူရှားတတ်ပါတယ်နော် ပြီးတော့နာမည်မှာ S S ပါတဲ့နာမည်ပဲရှင်တွေကတော့သဘောထားရမ်းကြီးမားတယ်အဲအများသူငါအပေါ်မှာလည်းသဘောထားကြီးတယ်အဲကြောင့်လူတွေရဲ့ချစ်ခင်နဲ့သက်မှုခံရတတ်တယ်နော် ပြီးတော့နာမည်မှာ T T အက္ခရာပါတဲ့နာမည်ပိုင်ရှင်တွေကတော့ရီမန်းချက်အရန်ကြီးမားတဲ့နာမည်ပိုင်ရှင်တွေဖြစ်ပါတယ်เนาะနာမည်မှာ U U ပါတဲ့နာမည်ပိုင်ရှင်တွေကတော့မာနအရန်ကြီးတတ်တယ်ဘဝင်မြင့်တတ်ပါတယ်เนาะအများသူငါနဲ့အမြဲတမ်းခြေရာတိုက်နေတတ်ပါတယ်နာမည်မှာ Y Y အက္ခရာပါတဲ့လူလူတွေကတော့အမြဲတမ်းသူကိုယ်သူ လှပအောင်ဂရုစိုက်နေတတ်တယ်ပြီးတော့သူကလည်းသူ့ကိုယ်သူအရန်လှပတယ်လို့သူ့ကိုယ်သူထင်မြင်နေတတ်တယ်အများနဲ့လည်းသူကအဲ့လိုမျိုးပြိုင်နေတတ်ပါတယ်နော်အလှပရေးရမှာပြီးတော့နာမည်မှာ W W ပါတဲ့နာမည်ပိုင်ရှင်တွေကတော့အရန်ကိုပဲလှုပ်ဝဲတတ်တဲ့လူတွေဖြစ်ပါတယ်ပြီးတော့သူ့ရဲ့တွင်းရေးကိစ္စကိုဘယ်သူမှမိဘတော်မသိရပါဘူးနော်နာမည်မှာ H H ပါတဲ့နာမည်ပိုင်ရှင်တွေကတော့သူ့ကိုဆရာကြီးသွားလို့ရင်လုံးဝမကြိုက်တတ်ဘူး သူဟာကိုပိုင်တွေးခေါ်ကိုပိုင်ယူဆကိုပိုင်ထင်မြင်ချက်တွေနဲ့ပဲဘဝကိုရှင်သန်တတ်ပါတယ်နော်နာမည်မှာ wine wine အခရာပါတဲ့နာမည်ပိုင်ရှင်တွေကတော့အခက်ခဲအယမ်းများတတ်တယ်အဲအခက်ခဲကမကြခဏဆိုသလိုမကြခဏဆိုသလိုအမြဲတမ်းပဲခက်ခဲတွေနဲ့ရုန်းကန်ရှင်သန်နေရတတ်တယ်နော်နာမည်မှာ wine အခရာပါတဲ့လူတွေကတော့ပြီးတော့နာမည်မှာ z ဇက်ခရာပါတဲ့လူတွေကတော့အမြဲတမ်းစိတ်ဆိုးစိတ်ကောက်ရံဖြစ် ပြီးတော့စိတ်တိုင်းမကြတာတွေနဲ့ကြုံနေရတတ်ပါတယ် ူတစ်ပါးနဲ့ရံမဖြစ်ရင်လည်းအတွင်းကအိမ်တွင်းကလူတွေနဲ့ရံဖြစ်တတ်တယ်ပြီးရင်မိမိကိုယ်ကို စိတ်တိုင်းမကြတာတွေမိတွန်းတောက်သီးတာတွေကြုံနေရတတ်ပါတယ်နော်အခုဆရာမိတ်ဆွေတို့ကိုမြစ်တာလက်ဆောင်ပေးခဲ့တဲ့မိမိတို့ရဲ့နာမည်မှာနာမည်ရဲ့အကြောင်းတွေကိုနာမည်ရဲ့ဟောစရံပေါ့နာမည်ရဲ့စိတ်နေစရိုက်တွေကိုမိတ်ဆွေတို့အားလုံးကမြစ်တာလက်ဆောင်ပေးခဲ့ရတာဖြစ်ပါတယ်ဆရာရဲ့ဗီဒီယိုလေးကမိတ်ဆွေတို့အားလုံးအတွက်အကျိုးရှိတယ်ဆိုရင်ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနေအသေးပေးပြီးတော့ share လုပ်ပေးခဲ့ပါ မိတ်ဆွေတို့ရဲ့နိစ္စရာပတ်ဝန်းကျင်ကတငယ်ချင်းပေါင်းတင်းတွေကိုလည်းတဆင့်ပြန်လည်မျှဝေပေးပါဆရာရဲ့ဖုန်းနံပါတ်ကိုပေးပြီးတော့လည်းမေးခိုင်းလို့ရပါတယ်ဆရာကတော့ဆရာကြီးမင်းသိန်ခါဤတပည့်ရင်ဆရာရဲမန်အောင် ဖြစ်ပါတယ်ဆရာထံမှာဗီဒင်မေးခြင်းတဲ့လက္ခဏာမေးခြင်းတဲ့တာရော့ဗီဒင်ဧကန်တဗီဒင်မေးခြင်းတဲ့မိတ်ဆွေတွေကဆရာကိုတိုက်ရိုက် ဖုန်းခေါ်ပြီးတော့မေးလို့ရပါတယ်ဗီဒင်ညံပူဇော်ကယူပါတယ်နော်ပြီးတော့အိမ်ရောင်းကျင်တာခြံရောင်းကျင်တာမြေရောင်းကျင်တာ ကားတွေကြောက်တွေဆက်ပစ္စည်းတွေဆိုင်ကယ်တွေတံပိုးကြီးပစ္စည်းတွေမြန်ဆုံးရောင်းထွက်စေဖို့အထူးတိုက်တက်စင်တွေပြုလုပ်ပေးပါတယ်အာမခံနဲ့ပါ ပြီးတော့အခြေရေးမှာတစ္ဆာဖောက်ခံရတာအိမ်တော်ရေးဖောက်ပြန်ခံရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါပြီးတော့ဂျမ်းမာရေးတဲ့တန်ညံ့နေတဲ့လူနာတွေအောက်လန်းပညာဆုံးပညာကဝေးပညာတွေနဲ့တိုက်ခိုက်ခံထားတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါပြီးတော့အကျွေးတွေပြန်ရဖို့အကျွေးတွေကြေဖို့နေ့စဉ်ငွေကြေးလက်လာပါတွေပွင့်လန်းစေဖို့ ဈေးရောင်းကောင်းစီဖို့လောင်းကစားအရှုံးများနေတဲ့မိတ်ဆွေတွေနှလုံးသုံးလုံးချက်ဘောလုံး6កောင်ချင်းကြက်ဖဲဆလော့ဂိမ်းကာစီနိုဂိမ်းငမန်းဂိမ်းစသည်အပြင် လောင်းကစားအရှုံးများနေတဲ့မိတ်ဆွေများအမျက်ငွေတွေချက်ချင်းရအောင် ပုံနကနတ်မင်းကြီးရဲ့အစီအရင်တွေဆောင်ရွက်ပေးပါတယ် ပြီးတော့စီးပွားရေးကျန်းမာရေးလူမှုရေးအခြေရေးအိမ်တောင်ရေးအမှုခင်းအချုပ်နှောင်ဖန်စီကိစ္စတွေအတွက်အထူးရေရာစီမံဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်။ကလေးနာမည်ပေးဆိုင်နာမည်ပေးလုပ်ငန်းနာမည်ပေးမင်္ဂလာဆောင်ခန်းနာအလူမင်္ဂလာပွဲများအိမ်သစ်ဆောက်ရန်နေကောင်းရက်ကောင်းအခါကောင်းမင်္ဂလာကောင်းများရွေးချယ်ပေးပါတယ်။ကလေးမိဖွားခွဲစိတ်ရန်အတွက်ပြော်ပီးရသည့်တိဒနာသည့်တိလာဘသည့်တိအဆောင်များကိုအိမ်တန်ရာရောက်ပို့ဆောင်ပေးပါရယ်ဆရာရဲ့ဖုန်းနံပါတ်က39 956 88 ပြီးတော့399 68 34လုံး256ဖြစ်ပါတယ်เนาะအဲ့ဒီ399 096 088 858အဲ့ဒီဖုန်းနံပါတ်က Viber account Telegram account ရှိပါတယ်အဲ့ဒီ account တွေကနေပြီးတော့ဆက်သွယ်ပြီးတော့ mail လို့လည်းရပါတယ်เนาะပြည်ပမှာနေထိုင်ကြတဲ့မိษွေတွေကတော့အဲ့ဒီ account တွေကနေပြီးတော့ဆက်သွယ်ပြီးတော့ mail ကြပါပြည်တွင်းကမိษွေတွေကတော့ဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့ mail ကြပါ